မင်္ဂလာပါကျွန်တော်ဦးပြောပြပေးမယ့်သင်ခန်းစာကတော့ဒီ symmetric diagram လေးကိုကျွန်တော်တို့ PCB ပုံပြောင်းတာကိုပြောပြပေးသွားမယ်ဟိုဒီ symmetric diagram ဆွဲပြီးသွားရင်ကျွန်တော်တို့ဒီမှာအမှတ်စဉ်လေးတွေတက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒါကို PCB ကိုပြောင်းပါမယ်ဒီကျွန်တော်တို့ဒီဒီ PCB ကိုကျွန်တော်တို့ဒီရဲ့ diagram ကိုပြောင်းပါမယ်ဒါလေးကိုပြောပြပါမယ်ဟုတ်ပြီကျွန်တော်တို့ဒူဝါအနေနဲ့ design ကိုတွားပါ upgrade PCB document my PCB ဒါလေးကို left click ပေးပါကျွန်တော်တို့ accuse chain ကိုလက်ကလစ်ပေးပါအဲဒီမှာလည်းကျွန်တော်တို့ only show error ဒါလေးကို marking ပေးကြည့်ပါ no error မရှိဘူးဒါဆိုရင်ရတယ် marking ပြဖြောက်ပါ close နေပါ no ဒီဘက်မှာတွက်ကြည့်ပါဒါဆိုရင်ကျွန်တော်တို့ဥမာ my symmetric ဒါလေးကျွန်တော်တို့ဒီဘက်ကိုရောက်လာပြီဟိုဘီဒါလေးကိုကျွန်တော်တို့ click ပေးလိုက်ပါဒီဘက်ကိုဆွဲတင်ပါမယ်ဟုတ်ပြီ တော့ဆွဲတင်ပြီးသွားတဲ့အချိန်မှာဒီဟာလေးကို connection ရှိမရှိလိုက်ဖြစ်ပါကျွန်တော်တို့ဒါဆိုရင် P1 connection ရှိတယ်ကျွန်တော်ခုနလည်း error မှာစစ်ခဲ့ပြီဒါပေမဲ့တေချောင်းလို့ကျွန်တော်တို့ဒါလေးတွေကိုအကုန်ကျွန်တော်မှာ connection ပြေးထားတယ်နောက်တင်ခန်းစာမှာတော့ကျွန်တော်ဒါလေးကို PCB စဆွဲပြပါမယ်။အခုဒီမှာကတော့ကျွန်တော်တို့ semantic diagram နဲ့ PCB ကိုချိန်အောင်ပြပြတာပါနားလည်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်